မစားလဲကန်လိုက်ရလို့စိတ်ဆိုးသွားပြန်တဲ့စိတ်ကြီးပြန်တယ်လို့ အားလုံးမင်္ဂလာပါဒီဒီပဲဆိုဒီပရိုဒီပွဲစဉ်မှာဆိုရင်စေကြီးတို့အနာစာအတင်းကအကူလောက်တင်ကိုအင်္ဂွန်းမှာလက်ခံကစားခဲ့ရပါတယ်စေကြီးတို့အစဉ်ဟာလက်ရှိမှာပေးစရာအဆင့်၃မှာရပ်တည်နေပြီးတော့ဇယားထိပ်ကအေဟဒီယအတင်းနဲ့ဆက်မက်အကွာအဆင့်၂ကအေဟီလေအတင်းထက်တပွဲပိုကစားထားပြီးတော့၃မှတ်အကွာအနေထားကိုရောက်ရှိနေပါတယ်စကြီးတို့အနာစာအတင်းက sorry လေး champion ဖြစ်ဖို့အတွက်ဟိုသိလို့မလွယ်တော့ဘူးဆိုပေမဲ့အာရှ champion လေးဝင်ခွင့်အတွက်တော့ legend ပွဲတွေကိုအာရုံစိုက်ကစားသွားမှာပါ ဆော်ဒီဘရိုလီရဲ့သတ်မှတ်ချက်အရာထိတ်ဆုံးကအသင်း၃သင်းဟာအာရှချန်ပီယံလီအီလိုက်ရှင်ပြိုင်ပွဲကိုဝင်ဝင်ရရှိမှာဖြစ်ပါတယ်။အနာစာအသင်းကတော့အဆင့်၄ကအေကွာဒါစီယာအသင်းနဲ့ရမ်မတူအနေထားဖြစ်နေတာကြောင့်ဆက်ချလို့ရတဲ့အနေထားမဟုတ်သေးပါဘူး။ဒီဘက်စိတ်ကြီးတို့ရင်ဆိုင်ခဲ့ရတဲ့အတင်းကတော့အမပေးစရာအဆင့်30ကအတင်းဖြစ်ပါတယ်။ဒီဘက်မှာဆိုရင်လည်းပွဲအစ4မိနစ်မှာကလေးကစိတ်ကြီးဝန်ထမ်းတို့ကပဲဥဆောင်ကိုတင်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ပွဲချိန်26မိနစ်မှာဆာဒီယိုမာနီကဒုတိယဂိုးနဲ့57မိနစ်မှာဂျူရန်တို့ကတတိယဂိုးလေးကူဖီတွင်းပေးခဲ့ပြီးတော့ပထမပိုင်းကလေးက3ဂိုးပြန်တဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့အနာဖာတင်းရဲ့ညာနောက်ခံလူဖြစ်တဲ့အဘူရှေးတယောက်နှီးကန်းနဲ့ထုတ်ပယ်ခံလိုက်ရလို့စိတ်ကြီးလို့လည်းလက်ချံမိနစ်တွေကိုတယောက်ရော့နဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။တောင်ရောက်သွားတဲ့အချိန်မှာနီးပြပီယိုလီကစက်ကြီးဝန်ထမ်းတို့ကိုလူစားလဲလိုက်ပြီးတော့လက်ချက်မနဲ့ဒီမှာထိန်းကစားဖို့ပြင်ဆင်ခဲ့ပါတယ်။ ။အကြောင်းမဲ့အုံကိုတကူသာပြန်ပေးခဲ့ရပြီးတော့ပွဲကိုလည်းထင်ကစားသွားနိုင်ခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာလည်းသုံးကိုတကူနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘက်မှာဆက်ကြီးရနေတူရဲ့အပြုတ်မှုကလူပြောစရာလည်းဖြစ်သွားခဲ့ရပါတယ်။လူစားလက်ခံလာရတဲ့အချိန်မှာဆက်ကြီးနေနဲ့ဆိတ်ဆိုးသွားခဲ့တဲ့ပုံရပြီးတော့အသင်းရဲ့အရန်ခုန်နှမ်းမှာတော့မထိုင်မင်းနဲ့ဥမန်နှန်းကိုတန်းဝင်သွားခဲ့ပါတယ်။ပရိသတ်တွေကလည်းစိတ်ကြီးရဲ့ပြမှုနဲ့ပတ်သက်ပြီးတော့မျိုးစုံမှတ်ချက်ပေးနေကြပါတယ်။အချို့ကလည်းအသက်ကြီးမှစိတ်ကြီးရဲ့ professional ပြီးသားမှုတွေရောကြသွားနေပြီလားလို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒါပေမဲ့စိတ်ကြီးနေနဲ့နီးပြပီယိုလီနဲ့လုံးဝအဆင်ပြေဖြစ်ခဲ့တဲ့ပုံစံမျိုးတော့မတွေ့ရပါဘူး။လူစားလေးချင်းမှမျက်နှာထားတင်းနေပေမဲ့ပီယိုလီနဲ့လက်ဆန်းနှုတ်ဆက်နေတာကိုတော့တွေ့ရပါတယ်။ဒီလိုဖြစ်ရမျိုးအားဆိုရင်ဂေဂျီရိုစီကိုတပြားချင်းပြင်လာကစားတုံးကလည်းဖြစ်ခဲ့ပူပါတယ်။အဲဒီတုန်းကဟာဂရုန်းနဲ့အဆင်ပြေဖြစ်ခဲ့ရတဲ့ဗနန်ဒူကလူစားဝင်ကစားပုတ်တဲ့ညင်းဆန်ပြီးတော့ဥမန်နဲ့ကိုဝင်သွားခဲ့တာဖြစ်ပါတယ်။အလီယာနေစပြီးတော့ဖက်ကြီးနဲ့ခေကြီးလူရဲ့အကွဲပြဲကပို့ပြီးတော့ဆူလာခဲ့ရတာပါ။ အသက်40ရရှိနေပြီဖြစ်တဲ့စေကြီးဟာလာမယ့် International Parade အတွက်ပေါ်တူဂီလူဝေးဆိုင်တက်မှရွေးချယ်ခံထားရပါတယ်။ပရဂီတင်းရ National League Quarter Final ပွဲစဉ်အနေနဲ့ဒိမတ်အတင်းကုန်းနှစ်ကြော့ကစားသွားဖို့ရှိနေပါတယ်။ဒီပွဲဒီမှာရောစေကြီးအနေနဲ့ပေါ်တူဂီတင်းနဲ့ခြေစမ်းပြန်ကစားသွားနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ောင်းကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်